ဘာပြောမလဲပြောကြည့်လေရင်ထဲပေါက်သွားတော့ဗောမေပေါက်ရရောမပြောရအောင်နော်မဟုတ်ရပါဘူးဟာငါဖမုံဘုရားစတဲ့နှောင်းကအမှတ်ရတာလေးပြောကြည့်လို့ဗာလေပကံဘုရားဘူးသွားမယ်ဆိုတဲ့အကြောင်းလားနေရငါစိတ်ကိုဖတ်တက်သားပဲသိသားပဲဒါကြောင့်ပြဆန်စုပါဆိုတော့နေရငါ့ကိုစင်ကြီးစင်လက်စင်ရွတ်တွေပဲပြီးနေရလေဒါကြောင့်တကယ်ချင်းနေရပြဆက်ကိုရိတ်သက်ပြထားအောင် အဲ့ဒီတုန်းကလေဖုံဖုံပြောတာမြမမင်းကြီးပကံရောက်ဘူးရမယ်ဆိုတဲ့အကြောင်းငါမှတ်ထားတယ်လေဒါပေမဲ့ပကံရောက်တယ်မရောက်တယ်ဆိုတာကအတိကမဟုတ်ပါဘူးဗုဒ္ဓဘာသာစစ်မှန်ရင်ဗုဒ္ဓအကြောင်းကိုတည်ထားတယ်လို့ငါထင်တယ်မနာပေါ်အဲ့ဒီလိုတည်ထားတော့ကိုဘာသာအကြောင်းကိုတခြားဘာသာတွေကလာရောက်မင်းမြန်းဆွေးနွေးလို့ရှိရင်ပြန်ပြီးတော့ပြောပြနိုင်တာပေါ့ဟာငါတို့ရဲ့ဗုဒ္ဓဟာ သားစစ်စစ်ကနေဖျားပြစ်လာတာလေးတိတ်ချင်းနဲ့ကဘာတသိမ့်ပတ်လုံး ာရမီ7ပါးအပြား30ဖြည့်ခြင်းကဟိုးကဘာတသိအထက်သူမိသားတတိသားဘဝကသူမိပါတွေကစီစဉ်ဥစ္စာတွေကိုတည်တော်တဲ့ခါယူမသွားနိုင်ရဲ့ဖြစ်တာကိုငါအလေကြာ ပေါင်းယူသွားမယ်ဆိုတဲ့တန်ဝေကညံဖြစ်သွားပြီးသူရဲ့ဇနီးသူမိသားအမျိုးသမီးနဲ့တောထွက်တရားကျင့်တော်မူခဲ့တာအဲ့ဒီဘဝမှာပဲဖျားဖြစ်နိုင်ပါလေရဲ့ငါတယောက်တည်းနိဗ္ဗာန်ချမ်းသာရဲ့အကျိုးခံစားရင်ဘာကျိုးရှိမှလဲ တန်တရားဝေဩကမှာနေမွန်ကြမယ်တတဝါဒီကိုတနာကျင်နာတော်မူလားလို့လက်တော်တို့နိဗ္ဗာန်ချမ်းသာဆွလို့ပြီးဒီပင်ကမြတ်စွာဘုရားတန်မှာပြရိတ်ခံယူတော်မူခဲ့တာလေတကယ်ချင်းကမြတ်စွာဘုရားရှင်ပြရိတ်ခံရယ်မွေးတဲ့နေ့ကကဆုံးလာပြီနေ့ဖြစ်နေတယ်လေမြတ်စွာဘုရားရှင်ဟာပါရမီတော်တွေကိုဖြည့်ချင်လာခဲ့တာဝိသန္ဓရာမင်းဘုရားရောက်တဲ့အချိန်ပဲတဲ့လေဝိသန္ဓရာမင်းရောဝိသန္ဓရာမင်းဘုရားရောက်တော့ဌာနပါရမီ ဒါနဥပပါရမီဒါနပရမထာဆိုရဲပါမီရော်တွေကိုဖြည့်ခြင်းကသုတည်ပြီးတဲ့နောက်ဂုတိတာနတ်ပြည်မှာသေတော်ကိတုမြည်ရှိတဲ့နှစ်သားတစ်ပါးဖြစ်ပြီးနတ်ပြည်မှာများက အရှင်နှစ်သားလူပြည်မှာဖျားပြည့်ရန်အချိန်တန်မာပြီးလူပြည်တို့စင်တဲ့၍ဖျားပြည့်တော်မူပါလို့လာရောက်လျှောက်ထားကြတော့မြတ်စွာဘုရားရှင်ဟာကြည်ချင်းကြီး၅ပါးကိုကြည်တော်မူပြီးကပိလဝုပြည့်ရှင်ဘုရင်ကြီးသောတော်ဒနာရဲ့မိဖုရဲ့ခေါင်းကြီး တိရိမဟာမာယာဒေဝီရဲ့ဝန်တော်မှာမဟာတက္ကရေ69ခုနှစ်ဝါဇွန်လပြည့်နေ့ကြာရာရင်းနေ့မှာပြိတ္တန်တွေတည်နေတော်မူခဲ့တယ်လေ ်အာရုံဘုရားလောင်းတော်ဟာကိုလာလင်ဆေလာဘွားဆိုသည့်တဆေလာပြည့်မြောက်သော မဟာသက်ကရိ68ခုကစုံဝပြည့် တောက်ကြနေကပိလဝေပြည်နဲ့ဒေဝဒဟပြည်ကြလုံမဏီအင်းရင်တော်ဦးရင်မပါနေတော်မူခဲ့တာလေဒါဆိုငါတို့ဘုရားကတောက်ကြသားပေါ့နော်မှန်တာဘောဟာ မတော်မြတ်စွာဘုရားကဖွင့်မြင်ခြင်းမှာပဲရှင်လန်းခုနှစ်လန်းကိုလမ်းပြီးတော့ငါဒီလောကမှာအကြီးဆုံးငါဒီလောကမှာအမျက်ဆုံးငါဒီလောကမှာ အချီးမွန်းအပ်ဆုံးဆိုရဲစကားကြီးသုံးခုကိုပြောတော်မူခဲ့တယ်လေတရားလောင်းဘုရားမှာပဲပါမီရော်တွေမြင့်ကျက်လွန်းလို့အတတ်ပညာကိုသိယူကြမလို့အောင်အလိုအလျောက်တက်မြောက်တော်မူခဲ့တာလေအသက်ဆောင်းရဲ့အရွယ်မှာပဲ ကပိဒေဝတာဟပြည့်ရှင်သောဘဗုဒ္ဓနဲ့အာမိတာတို့ရဲ့အမီတော်ဗတ္တကိစ္စနာရတောရိယမင်းသမီးလေးနဲ့လက်ထပ်ထိုင်များပြီးကပိလဝေကြီးကြီးရှင်ဒီမင်းတရားကြီးဖြစ်လာပါတော့တဲ့ခမညာအဲ့ဒီလိုနဲ့မြတ်စွာဘုရားရှင်ဟာအသက်29နှစ်ရောက်တဲ့အရွယ်မှာသူ့အိုသူနာသူတည်ယဟန်ဆိုတဲ့နမိတ်ကြီးလေးပါးကိုသိမြင်ကသတိတော်ဝင်ကရရပြီးတောထွက်ရန်စူးစမ်းခဲ့တယ်လေ မြတ်စွာဘုရားရှင်တွဲထွင်ရန်ကြိုးစားခဲ့တဲ့နေ့ကဝါဇုလာပြည့်နေ့ပြင်းလာနေဖြစ်နေတယ်လေဒါပေမဲ့အဲ့ဒီနေ့မှာထူးခြားတာတခုကပြတိုရီယာမင်းသမီးလေးဟာတားတော်လေးရာဦးလာကိုဖမ်းနေတယ်နေ့လေးတနေ့လေးဖြစ်နေပြန်တယ်လေတော်တော်တော်မူစဉ်ကကနကမြင်းနဲ့ဆန္ဒအမတ်တို့ကိုခေါ်ပြီးညတကောင်ရံမအနော်မမြကန်းရှိဂရိကာရဓမ္မကြီးကလူကန်းနဲ့ဝိလဲတော်တို့ကိုဝိယုံပြီး ငါသည်ဖျားစင်စစ်ဧကံဖြစ်မည်ဆိုပါကထိုဆံတော်များသည်ရေညာတို့ဆံတက်ပါစေတည်းဟုအတိတ်ထံပြုလိုက်တဲ့အခါဆံတော်များသည်ရေညာတို့ဆံတက်သွားပါတော့တယ်ခင်ဗျာမြတ်စွာဘုရားရှင်ဟာအနောမမြေကမ်းမှာဥရုဝေလာတော်တို့ထွက်ခါစဉ်လမ်းမှာအာလာရယတိနှင့်ဥဒကယတိတို့နဲ့ဆုံးပြီးတရားကျင့်နေတာသူလိုချင်တဲ့တရားသူတရားမြတ်မဲမဟုတ်ပဲ လောကီဇံတရားများသာ ဖြစ်နေခဲ့တယ်လေလိုချင်တာကမအိုရမနာရမတရားနိဗ္ဗာန်ချမ်းသာရဖို့ရကြနာမှုဆက်လက်ပြီးခီးထုတ်ခါခဲ့ပြန်ပါတယ်ရှင်တော်ရဲမှာအင်မတန်ကြည်မှုခဲရင်နဲ့ဒုက္ခရစီရာကျင့်ခြင်းကို၆နှစ်တိုင်တိုင်ကျင့်ခဲ့ပြီးနောက်ဆုံးမှာတော့မဟာတက္ကရိတရားတော်ကိုကဆုံ ဗုဒ္ဓဘုံနေပထမယံမှာပုပ္ပိနိဝါဒဉံဒကောင်ယံမှာတော့ဒိဗ္ဗစကုဉံမိုးတောက်ယံမှာတော့အာတောကယဉံဆိုတဲ့ဉံသုံးဉံကိုရရှိပြီးနောက်ဆုံးမှာတော့တပ္ပိနုဒရှင်ဉံတော်ကြီးကိုရတော်မူခဲ့ပါတယ်ခင်ဗျာ ီနေ့မှာပဲဒုတိယအမည်ရှိတဲ့မြေထန်သမားလူနဲ့ညရှိစောက်ကိုညစွာဘုရားရှင်ဟာသူတိုင်းနဲ့ပင်လယ်ပေါ်မှာခြေပြန့်လိုက်တဲ့အခါရွှေရောင်သဝင်းဝင်းတောက်ပနေတဲ့အဘရာဇီဒါခေါ်ရွှေပလင်တော်ကြီးပေါ်ပေါက်လာပါတယ်ရှင်29ရက်ပြင်းမြောင်းလို့မာဇိုလာပြင်းနေမှာပဲကျေးဇူး ခဲ့ကြတဲ့ကောဏညာဝိပတန်နိယမဟာနံအတ္တဇီလို့ခေါ်တဲ့ပြဇဝကိ၅ဦးကိုတရားဥဓမ္မစัจ जा ဟောညွန်ပြကဓမ္မစัจ जा ကြီးစတင်လေပတ်စေခဲ့တော့ပါတဲ့ခင်ဗျာကျမတို့ရဲ့မြတ်စွာဘုရားရှင်ဟာနိမနာညမအားချက်ထိုက်သူမေတ္တများကိုတတဝဝိနေရရေကိုချစ်ချွတ်တော်မူရင်း၄၅ဝအတွင်းတရားတရားဓမ္မများနဲ့ တင် जा ပို့ချပြီးတော့ခန္ဓာရလာသည်မြအနိစ္စဒုက္ခအနတ္တတရားတွေမှု အပမာဒလက်ကင်ထားကမတိမလျော်မပေါမစသတိတရားနဲ့နေတိုင်းကြလို့မှာပြီးမဟာတကရေတရား48ခုနဲ့ကစုံလာပြီးအင်္ဂါနေ့မှာပြိဋိဘတ်တော်80အရွယ်ရှိတယ်မြတ်စွာဘုရားရှင်ဟာပြိဋိဘတ်စံဝင်တော်မူခဲ့ပါရဲ့ရှင်တာတော့ သမီးတို့ရဲ့ဘုရင်ချင်းတင်ဆက်မှုကိုကြည့်ရှုနားထောင်ရင်ပြည့်စုံတဲ့တရားပွားများလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်မိဘပြည်သူများအားလို့ကိုယ်စိတ်နှပြချမ်းသာချမ်းသာတော်မူကြပါစေရှင်